လူကောင်းလူမောလက္ခဏာတွေနဲ့ပြည့်စုံတဲ့သားလေးကြောင့်မိုးရီကပါရွာသွန်းပေးခဲ့ရတဲ့စီဖြိုးရဲ့သားလေးတဲ့မြောင်လုံးမဲမင်္ဂလာပါလူကောင်းတယောက်ရဲ့လက္ခဏာတွေနဲ့ပြည့်စုံတဲ့သားလေးကြောင့်မိုးရီကတော့ဝမ်းသာအားရရွာချပေးခဲ့ရတဲ့စီဖြိုးရဲ့သားလေးအကြောင်းကြားရတာကတကယ်ကိုပီတိဖြစ်စရာပါနော်စီဖြိုးဆိုတာကလည်း60ပြည့်လွန်နှစ်တည်းကလေးကအောင်မြင်ကျော်ကြားခဲ့ပြီးအခုချိန်ထိကောပရိသတ်တွေရဲ့အပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားခဲ့တာပါခင်လန်းနဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့စီဖြိုးကပျော်ရွှင်စရာမိသားစုဘဝကိုပိုင်ဆိုင်ခဲ့ပါတယ် အခုတော့သားလေးတယောက်ကိုပါထမှန်ရရှိခဲ့တာကြောင့်ပျော်မဆုံးဖြစ်နေရတာပါရှင့်သူတို့ရဲ့သားလေးလားသမီးလေးလားဆိုတာကိုမိတ်ဆွေတွေကိုအံအသင့်အောင်ဖြစ်လို့ခဲ့တဲ့ Boy or Girl Surprise Video လေးကလည်းလူကြည့်များပြီးရေးပန်းစားခဲ့ပါတယ် Surprise Box ကိုဖွင့်လိုက်တဲ့အခါမှာအပြာရောင်ဘူပေါင်းလေးတွေထွက်လာတော့သူတို့အားလုံးပါစပ်အဟောင်းသားဖြစ်သွားကြပြီးအပျော်လွန်လို့အတန်အောင်ထမလာတော့ပါဘုံသားလေးဖြစ်တယ်ဆိုတာကိုသိလိုက်ရတဲ့နောက်မှာတော့သားလေးကိုကိုစားပြုတဲ့အပြာရောင်ဘူပေါင်းလေးတွေကိုအားရပါရထိုးဖောက်ကန်ကြောက်ရင်အပျော်တွေကိုထုတ်ဖော်ပြသခဲ့ပါတယ် ။တာလီကကောင်းမွန်တဲ့လက္ခဏာတွေနဲ့ပြည့်စုံပြီးသူတော်စင်တပားရဲ့ခန္ဓာလိုမုံညက်နေတယ်လို့စီဖြိုးကပြောပါတယ်။ ဒီလိုသတင်းကောင်းမကျင်ညာခင်ရန်ကုန်တဝိုက်မှာလည်းမိုးရေကသဲထန်စွာရွာသွန်းခဲ့ရပါတစ်ပြင်တချို့ကတော့အမြင့်ချွတ်တဲ့အထိဖြစ်ခဲ့ရလို့သိရပါတယ်ရှင်လူတချို့ကတော့မိုးရွာတာကိုမကြိုက်ပေမဲ့မုန်တိုင်းပြီးရင်လေပြေလာစမြဲဆိုတဲ့စကားပုံလိုပါပဲဒီလိုထူးထူးခြားခြားဖြစ်ရမျိုးတွေကတာကောင်းသမီးကောင်းတွေမွေးဖွားလာတော့မယ်အတိတ်နမိတ်လို့လည်းယူဆကြတာရှင်ဒါကြောင့်ဒီလိုလက္ခဏာတွေပေါ်ထွက်လာခဲ့တဲ့စီဖြိုးတို့မိသားစုကရက်အတန်ကြာပျော်မဆုံးဖြစ်ခဲ့ကြပါတယ်ဒါလေးရပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာမိဘတိုင်းကတာသမီးကောင်းယတနာလေးတွေရရှိဖို့ဆွတ်တောင်းခဲ့ကြတာကိုထုတ်ပြောလို့မ ရှိကြပေမယ့်သူတို့ရဲ့ပျော်ရွှင်မှုကတော့အတိုင်းမသိပါပဲ။စီဖြိုးတို့ကလည်းတားလေးရလို့ပြောမဆုံးဖြစ်နေခဲ့ကြတာပေါ့။သမီးလေးတွေဆိုတာကလည်းမိဘတွေရဲ့အာကိုရတဲ့ယတနာတွေဖြစ်ပေမယ့်တားလေးရတဲ့အခါမှာရှင်ပြုမင်္ဂလာပွဲလေးလုပ်ပေးခြင်းနဲ့မိဘတွေရဲ့စိတ်ဆန္ဒလေးကြောင့်ပုံပြီးပျော်ရွှင်ကြတာပဲဖြစ်ပါတယ်။အခုဆိုရင်စီဖြိုးတို့ကလည်းရှင်ပြုပေးခြင်းနဲ့မိခင်ရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်လို့မိသားစုတစ်ခုလုံးဝမ်းသာမဆုံးဖြစ်နေကြတာပေါ့။တားလေးကို Four Brothers ဆိုတဲ့နာမည်လေးကိုပေးဖို့စဉ်းစားနေတယ်လို့လည်းစီဖြိုးကပြောပြလာခဲ့ပါတယ်။သူ့ရဲ့တားအကြီးနဲ့အဒီတားငယ်လေးကလူလော်က ကားကိုထူးထူးခြားခြားရောက်လာခဲ့ပြီးလေးရက်နေမှမွေးလာကြတာကြောင့်ဒီနာမည်လေးကိုပေးဖို့ဖြစ်လာတာလို့ဆိုပါတယ်။အခုချိန်မှာတော့သားလေးကိုဧပြီလမှာမွေးဖွားဖို့စီစဉ်ထားတာကြောင့်လေးကနန်းတွေနဲ့ပတ်သက်တဲ့ထူးခြားမှုတွေက300ဒေါ်လာခဲ့ပြီလို့သူကဝန်သားအားရပြပြလာခဲ့တာပေါ့။ပရိသတ်တွေရဲ့ချက်ခင်လေးစားမှုအပေါ်စီဖြိုးကကျဉ်နဲ့နေတဲ့ရှင်သားလေးဖြစ်ပေမဲ့လည်းလိုအပ်ချက်တွေအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားခဲ့ပြီးပိုင်းရောင်အင်ဂျီလေးတွေကိုလည်းဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်လွန်လွန်ဝမ်းသာမျက်ရည်တွေတောင်ကြားခဲ့ရတဲ့စီဖြိုကသူ့ရဲ့အပြောင်းလဲမှုတွေကိုနားလည်ပေးဖို့လဲပရိသတ်တီကိုတောင်းဆိုခဲ့တာပေါ့ပရိသတ်တီကလည်းမိဘတွေရဲ့သာသမီပေါ်ထားတဲ့မေတ္တာနဲ့ပျော်ရွှင်မှုကိုနားလည်ပေးထားကြပြီးသားပေါ့ ဒါကြောင့်သူတို့နဲ့ထပ်တူပြောင်းရွှင်ဝမ်းသာနေကြတာဖြစ်ပါတယ်။လက္ခဏာကောင်းတွေနဲ့ပြည့်စုံပြီးရောက်လာခဲ့တဲ့စီဖြိုးရဲ့သားလေးပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။ပြောင်းရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့စီဖြိုးတို့ကအခုတော့သားလေးရဲ့ထူးခြားတဲ့လက္ခဏာတွေကြောင့်ပျော်မဆုံးဖြစ်နေရပါတယ်။ဒီလိုပြောင်းရွှင်မှုတွေကမိဘတိုင်းရဲ့ရင်ထဲမှာရှိနေတဲ့အဖိုးတန်ခံစားမှုတစ်ခုပါ။စီဖြိုးတို့မိသားစုအတွက်ကြိုးစားခြင်း၊ဂုဏ်ယူခြင်း၊ပျော်ရွှင်ခြင်းတွေနဲ့အတူသူတို့ရဲ့မိသားစုခင်းလန်းကိုပရိသတ်တွေကလည်းရင်ခုန်ဆိတ်လို့ရှားစွာနဲ့ဆက်လက်အားပေးနေကြပါတယ်။ဒီပျော်ရွှင်မှုကသူတို့အတွက်သာမက ပဲအားလုံးအတွက်ပါကူဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ